မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်ကို ICC အမြန်ဆုံးအရေးယူဖို့လိုနေပြီမင်းအောင်လိုင်ကိုနိုင်ငံတကာပြည်မှုတရားရုံး ICC ကအမြန်ဆုံးအရေးယူဖို့လိုနေပြီဆိုတဲ့သတင်းဟာလောလောဆယ်မြမအရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာစစ်မှအထင်ရှားဆုံးအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်လာနေပြီ Federal တပ်ဖွဲ့တွေတိုက်ခိုက်မှုတွေမြန်မာနိုင်ငံအနှံ့တွေတိုးလာတာနဲ့အမျှစေအုပ်စုခေါင်းဆောင်မင်းအောင်လိုင်အပေါ်နိုင်ငံတကာကနောက်ထပ်ဖိအားတွေတိုက်တွန်းလာကြတာဟာ အထူးသဖြင့်လူခွင့်ရေးချိုးဖောက်မှုတွေအမျိုးအစားတပ်ဖြတ်မှုတွေနိုင်နဲ့စွမ်းအင်သုံးသလိုပြည်သူအပေါ်အကြမ်းဖက်မှုတွေကြောင့်ဖြစ်တဲ့ဒီတိန်ဖရန့်စ်နဲ့အမေရိကန်အစိုးရတွေကနိုင်ငံတကာတရားရုံး ICC ကိုတက်ဆိုင်ရာစစ်မှုတင်ပြဖို့တောင်းဆိုလာနေပြီးမြန်မာပြည်တွင်းအခြေအနေဟာအကြမ်းဖက်မှုအလွန်အကျော်ဖြစ်နေပြီလို့သတ်မှတ်ထားကြပါတယ်။အခုလိုအချိန်မှာမင်းအောင်လိုင်းအပေါ်အရေးယူမှုကအမြန်ဆုံးဖြစ်တဲ့နေဆိုတဲ့သဘောတူညီချက်ဟာနိုင်ငံတကာတက်ဝမ်းမှာပုံမှုကျေပြန့်လာနေပါပြီ။ ICC ရဲ့အမှုအဖွဲ့က 2019ခုနှစ်ကတည်းကရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တာဖြစ်ပေမဲ့အခုတော့အဲ့ဒီနယ်နိမိတ်ကန့်သက်ချက်တက်ပိုကျဲပြလာပြီးမြန်မာနိုင်ငံအတွင်းအပေါ်လေအာဏာသိမ်းပြီးနောက်ကလူခွင့်ရေးချိုးဖောက်မှုတွေကိုလုံးဝအနှုံမြစွာဖြင့်စုံစမ်းနေပြီးတပ်ဆိုင်ရာစစ်ကောင်းဆောင်တွေအနေမှာမင်းအောင်လိုင်ကိုအထူးကတာဝန်ရှိသူအဖြစ်သတ်မှတ်နေကြပြီးငြိမ်းချမ်းရေးလမ်းကြောင်းကိုပြက်စီးအောင်လုပ်နေသူပြည်သူတွေကိုအကြမ်းဖက်စွာတတ်ဖြတ်သူအဖြစ်တပ်တွေအထောက်အထားများစွာရှိနေပြီလို့နိုင်ငံတကာလူအခွင့်ရေးအဖွဲ့တွေပြောကြားပါတယ်။ NSD International Human Rights Watch နဲ့ ASEAN တွင် NGO များစွာကလည်း ICC ကိုတောင်းဆိုချက်ပေးပြီးမြမပြည်တွေအကြမ်းဖက်မှုတွေကိုတရားမရှိဘဲထက်ခါထက်ခါလှုပ်ဆောင်နေတဲ့မင်းအောင်လိုင်ကိုအ мян ဆုံးဖမ်းဆီးအရေးယူဖို့လိုအပ်ပြီလို့ဖိအားပေးလာကြပါတယ်။မြန်မာပြည်အတွင်းမှာပင်တမရော့ကသုံးသပ်မရတဲ့အကြမ်းဖက်နီလန်းတွေနဲ့ပြည်သူအပေါ်လက်နက်သုံးတပ်ဖြတ်မှုများလာတာကြောင့်အမျိုးသားအစည်းအရုံးအဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရရုံးတွေကလည်း ICC ကိုတောင်းဆိုစာတင်ပြခဲ့ကြပြီး အာနာသိမ့်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအတွက်မင်းအောင်လှိုင်ကိုတရားမဆန်တဲ့ခေါင်းဆောင်အဖြစ်အမြန်ဆုံးအရေးယူဖို့လိုအပ်ပြီလို့ဆိုကြပါတယ်။နိုင်ငံတကာတွင်လည်းအမေရိကန်ပြည်ထောင်စုမှလုံခြုံရေးအကြံပေးများကမင်းအောင်လှိုင်ကိုပေါ်ပူလာနာမည်ရှိတဲ့စစ်မှုဆောင်ပြမှုကျူးလွန်သူတအုပ်ဟုသတ်မှတ်ခဲ့ပြီးအနာဂတ်မှာ ICC ရဲ့ဝရမ်းထုတ်ဖို့အခြေအနေအပြည့်အဝပြင်ဆင်နေပြီလို့အစီရင်ခံချက်တွေထဲမှာဖော်ပြလာပါတယ်။ယခုအချိန်မှာ ICC တရားရုံးကဖန်ဝရမ်းထုတ်နိုင်ဖို့အတွက်မြန်မာပြည်ကသက်တည်အထောက်အထားတွေကိုစုဆောင်းနေတယ်။ ဒါဟာမြန်မာပြည်သူတွေရဲ့တန်ဖိုးကနေအရေးကြီးဆုံးလှုပ်ရှားမှုတစ်ခုဖြစ်လာနေတာလည်းဖြစ်ပြီးတရားမရှိသူတွေကိုတရားမရှိအောင်မထားနိုင်တော့ဘူးဆိုတဲ့နိုင်ငံတကာရဲ့သဘောတရားကမင်းအောင်လိုင်းအတွက်မကြာမီနဲ့တခဏအတွင်းထိတွေ့လာမယ့်အကြောင်းဖြစ်နေပြီးပြည်သူတွေတက်ဖြတ်ခြင်း၊ကြောင်းသားတွေဖမ်းဆီးခြင်း၊မျိုးနွယ်အနှံ့မီးရှို့ခြင်းတွေအတွက်တာဝန်ရှိသူအဖြစ်မင်းအောင်လိုင်းကိုနိုင်ငံတကာတရားရုံးကမကြာခဏအနည်းနဲ့တရားစွဲဆိုလာမယ်ဆိုတာနိုင်ငံတကာသုံးသပ်သူတွေအများစုကယုံကြည်နေကြပါတယ်။ အနာဂတ်နှိပါအတွင်မင်းအောင်လိုင်ကို ICC ရဲ့ဖမ်းဖရမ်းစာချုပ်ထုတ်ဖို့လမ်းပြနေပြီးနိုင်ငံတကာတရားရုံးကတရားဥက္ကဋ္ဌများအဖွဲ့ကလည်းလှုပ်ရှားမှုတိုးလာနေတာကြောင့်တက္ကသိုလ်မှာအ мян ဆုံးအရေးယူမှုဟာနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အထောက်ပံ့နဲ့အကောင့်ထဲပေါ်လာနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကတိုးလာနေပြီးမင်းအောင်လိုင်အတွက်တရားမျှတမှုနေဟာလမ်းလာနေပြီလို့နိုင်ငံတကာသုံးသပ်သူတွေပြောကြပါတယ်။ဆက်လက်ပြီးအစိုးရအဖွဲ့မှတော်လည်ရေးအင်အားစုကြီးတွေဦးဆောင်ပါဝင်နိုင်ရေးစက်ကြိုးစားမယ်လို့ NUG ယာယီသမရပြော။ တိုင်းဒါလနဲ့ကိုင်အဖွဲ့တွေပါတဲ့အကောင့်နဲ့အစိုးရအဖြစ်ဖွဲ့စည်းဖို့နဲ့စေအုပ်စုဖြုတ်ချပြီးအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့အဆင့်တွေကြံနေသေးတယ်ဟုဆွဲဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်ရမှာအဆင့်၃ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ထားပြီးလက်တလုံးဖော်ဆောင်ခဲ့တာဟာပထမအဆင့်ဖြစ်တဲ့အစိုးရအတွင်ပြုပြင်ပြောင်းလဲရေး internet reform ဖြစ်ကြောင်း NUG ယာယီသမ္မတဒူဝါလက်ရှိလကအတိပေးပြောကြားလိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးယာယီသမ္မတဒူဝါလက်ရှိလက ပြည်သူလူထုထံအတိပေးပြောကြားမှုကိုဒီဇင်ဘာ၈ရက်ညမှပြုလုပ်ခဲ့ရာအခုလိုရှင်းလင်းပြောကြားခဲ့တာပါဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများပါဝင်တဲ့ကိုစားပြုမှုအကောင့်နဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်တတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့မင်းအောင်လိုင်းရဲ့အကြံဖတ်စေအုပ်စုကိုဖြုတ်ချပြီးနောက်အသွင်ကူပြောင်းရေးအစိုးရတရက်ကိုဖွဲ့စည်းဖို့ဖြစ်ပါတယ်လို့ယာယီသမရကပြောကြားပါတယ်အစိုးရဖွဲ့ပြုပြင်ပြောင်းလဲဖို့ အလားချင်းမှာအစိုးရအဖွဲ့ဝင်တွေဟာသူပြင်ပြောင်းလဲရေးမှာတော်လန်ရေးရဲ့အကျိုးကိုရှေ့ရှုပြီးလိုက်လိုက်လဲလဲပါဝင်ပြီးခဲ့ကြတာတွေ့ရကြောင်းယာယီသမရကပြောပါရယ်ယာရူတာဝင်ကပြည်သူ့ကိုအလုတ်ကျွေးပြုဖို့အတွက်သာဖြစ်ပြီးအာနာစီးစိန်ရှင်းဖို့မဟုတ်ကြောင်းအစိုးရအဖွဲ့အလုံးနားလေလက်ခံထားပြီးဖြစ်တယ်လို့အတည်ပြုပါရယ်ပြည်သူတရက်လုံးဟောင်းဒုက္ခတော်ရဲကနေကျွန်တော်တို့အစိုးရတစ်ဖွဲ့လုံးကိုမျှော်လင့်နေကြရစွာနားလေသဘောပေါက်ပြီးဖြစ်ပါရယ် လောလောဆယ်အပြင်အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲမှုအပေါ်မှာပြည်သူတွေဟာအားမလို့အားမရဖြစ်နိုင်ပါတယ်။ဒါပြင်မျောလင့်ချက်နဲ့ထတ်တူမကြဘူးလို့လည်းယူဆကောင်းယူဆနိုင်ပါတယ်။ပြည်သူစိတ်အလိုမကျတာတွေကြောင့်ဖြစ်တင်ဝေဖန်မယ်ဆိုရင်ကျွန်တော်တို့ကိုလွတ်လပ်ပွင့်လင်းစွာဝေဖန်နိုင်ကြောင်းပြောကြားလိုပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုလည်းပြည်သူတရက်လုံးကိုမလိမ္မာညာပဲအတိအလင်းပြောကြားချင်ပါတယ်လို့ယာယီသမရကပြောပါတယ်။အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုအရေးတစ်ခုဖြစ်လာအောင်ညာစွာစူးစမ်းခဲ့ကြရဟုအတည်ပြုပါတယ်။ ဖို့မှုဆောင်လင်းတဲ့စုဖွဲ့ဥဆောင်မှုနဲ့အမျိုးသားညီညွတ်ရေးအစိုးရစတင်ဖွဲ့စည်းချိန်ကစပြီးခြိတက်လိုခဲ့ပေမယ့်တော်လိုင်းရင်အားစုကြီးတွေရဲ့ခရယကံများဥဆောင်ပါဝင်မှုဖြစ်လာဖို့စိန်ခေါ်ချက်တွေအတားအဆီးတွေနဲ့အကန့်အသတ်တွေကိုကြုံတွေ့ခဲ့ရတယ်လို့ယာယီသမရကပြောပါတယ်အစိုးရအနေနဲ့တော်လန်ရေးအင်အားစုနဲ့ယုံကြည်မှုတည်ဆောက်ရင်အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်အားစိုက်ကြိုးစားသွားမယ်လို့လည်းထပ်မံကြေညာပေးထားပါတယ်။ အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေးကိုအဓိကလုပ်ငန်းစဉ်၃ရက်နဲ့စတင်ခဲ့ရာမဟာဗျူဟာပြုပြင်ပြောင်းလဲရေးဖြစ်တဲ့ strategic reform ဒုတိယအချက်ကအသစ်ချမှတ်လိုက်တဲ့မဟာဗျူဟာနဲ့အညီအစိုးရဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ structural reform နဲ့တတိယအချက်ကအစိုးရဖွဲ့စည်းပုံအတိုင်းခန္ဓာအလိုက်ပြုပြင်ပြောင်းလဲရေး structural reform ဖြစ်တယ်လို့ရှင်းပြပါရယ်ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲရေးမှာနိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးပြည်သူဆက်ဆံရေးနဲ့ဗန္ဒာရေးကဏ္ဍတွေပါဝင်တယ်လို့အသိပေးပါတယ်။ဒီလိုမဟာဗျူဟာအလိုက်ဖွဲ့စည်းပုံအလိုက်ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲမှုတွေကိုဘာကြောက်လို့ရတယ်လဲဆိုရင်ကျွန်တော်တို့ဟာတော်လန်ရေးတရက်လုံးရဲ့စူပောင်းရလက်ကိုယခုအခြေအနေထက်ပုံမကောင်းမလာအောင်တွန်းတင်နိုင်ဖို့ဖြစ်ပါတယ်။ ပထမကတော့အရင်အမြင့်ခွဲဝေတုံးဆွဲမှုမှာပုံမှုထိရောက်အောင်တိုးမြင့်တိဆောက်ဖို့ဖြစ်ပါတယ်။ဒါပြင်ဒုတိယအနေနဲ့တော်လန်ရေးကာလအတွင်းမှာအဓိကနဲ့တာမညကိုခွဲခြားပြီးအရေးကြီးတဲ့ကဏ္ဍတွေကိုပုံမှုအားထည့်နိုင်ဖို့ရည်ရွယ်ပါတယ်။တတိယချက်ကလက်တွေ့ဥဆောင်နေတဲ့အစိုးရအဖွဲ့ကိုလည်းပုံမှုတာဝန်ယူမှုပုံမှုတာဝန်ခံမှုရှိတဲ့အစိုးရတရက်ဖြစ်အောင်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်လို့ယာယီသမရကပြောကြားပါတယ်။ပြည်သူလူထုယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုပုံမှုကျေပြန့်ချစ်လက်အောင်လှုံ့ဆော်နိုင်ဖို့လည်းဖြစ်တယ်လို့ရှင်းပြပါတယ်။ ဒီရွယ်ချက်တွေဟာပြည်သူတရက်လုံးရဲ့သဘောထားဆန္ဒနဲ့အညီဒေါ်လာရေးအောင်မြင်မှုရလဒ်တွေကိုအဖိတ်အစင်နှဲအောင်လှုံ့ဆော်ခြင်းဖြစ်ကြောင်းယာယီသမရဒူဝါလက်ရှိလာကပြောပါရယ်ဆက်လက်ပြီးကမ္ဘောဒီးယားနဲ့ညှိနှိုင်းရမယ့်အချိန်ကကျော်သွားပြီလို့ထိုင်းဝန်ကြီးချုပ်ပြောရည်ဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်ကမ္ဘောဒီးယားနဲ့ညှိနှိုင်းဆွေးနွေးကြပွဲရှိတယ်ဆိုတဲ့ခံမှန်းချက်တွေကိုထိုင်းဝန်ကြီးချုပ်ကပယ်ချသွားခဲ့တာပါ လက်တော်နေဆက်မှာနိုင်ငံခြားစစ်ရေးပြည်ပခတွေပြန်လည်စတင်လာတဲ့နောက်အပြည့်ခက်ရဲစဲရေးသဘောတူညီချက်လုံးဝပြတ်ပြဲသွားမှာကိုစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်ပြည်ပခကိုအကြောင်းပြုပြီးဇူလိုင်လတုန်းက9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒီဇင်ဘာ10ရက်နေ့မှာသတင်းတောက်တွေကထိုင်းဆိုရအနေနဲ့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းမလားလို့မေးမြန်းတဲ့အခါဝင်ကြီးချုပ်အနုတင်ချံပီရာကူကအဲ့ဒီလိုလုပ်ရမယ့်အချိန်ကကျော်သွားခဲ့ပြီဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့တိုက်ခိုက်မှုတွေကိုရက်စီကြရင်ထိုင်းဘက်ကဒီလိုတိုက်ခိုက်မှုတွေမဖြစ်ဖြစ်အောင်လှုံ့ဆော်နေသူတွေကိုပဲသွားပြောတင်နေလို့အမှုတင်ကဆိုပါတယ်။ဒီဇင်ဘာ၈ရက်နေ့မှာကမ်ဘောဒီးယားဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းကလည်းနေဆက်မှာတိုက်လေရင်တွေအုံပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ဒီဇင်ဘာ၉ရက်မနက်ပိုင်းမှာလေထိုင်းစစ်တပ်ကထုတ်ပြန်ရမှာနိုင်ငံပိုင်နဲ့ထဲကျူးလွန်နေတဲ့ကမ်ဘောဒီးယားစစ်သားတွေကိုမောင်းထုတ်သွားမယ်လို့ပါရှိခဲ့ပါတယ်။ပြီးတော့ကမ်ဘောဒီးယားတပ်တွေဟာ ထိုင်းနယ်စပ်ဘက်ကအရက်သားဧရိယာတွေကိုရည်ရွယ်ချက်ရှိရှိဖိမှတ်ထားခဲ့ကြောင်းထိုင်းကစွပ်စွဲခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်းကတော့ဒီဇင်ဘာ9ရက်နေ့ရှေ့ရက်ဖြစ်စဉ်တွေဟာထိုင်းကရန်ဆလို့သူ့နိုင်ငံရဲ့စစ်တပ်ကလက်တော့ပြန်ခဲ့တာသာဖြစ်တယ်လို့ Facebook မှာရေးသားထားခဲ့ပါတယ်။ကမ္ဘောဒီးယားဟာအပြစ်ရဲ့သဘောတူညီချက်ကိုစက်ပြီးလေးလာစောင့်ထိန်ဖို့အတွက်24နာရီလောက်တီးခန့်ခဲ့သေးတယ်လို့သူကဆိုပါတယ်။ရန်သူကစပြီးတိုက်ခိုက်လာရင်တော့ကမ္ဘောဒီးယားစစ်တပ်ကလည်းအစွမ်းကုန်ပြန်တိုက်ရမှာဖြစ်တယ်လို့ဟွန်ဆန်းကသတိပေးထားခဲ့ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားတင်းမာမှုတွေတကြောပြန်ညှင့်တက်လာချိန်မှာအမေရိကန်အစိုးရဘက်ကတော့နှစ်ဖက်စလုံးအပြည့်ရဲ့ဂတိတွေကိုလေးစားပေးချဖို့တောင်းဆိုခဲ့တယ်လို့ကုလသမဂ္ဂကလည်းအခြေအနေကိုထိမ့်သိမ်းကင်တွယ်ချဖို့တိုက်တွန်းခဲ့ပါတယ်။ဒီဇင်ဘာ9ရက်နေ့၊10ရက်နေ့တွေအတွင်းနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေအတွင်းထိုင်းစစ်သားတအုပ်နဲ့ကမ္ဘောဒီးယားအရက်သား6ဦးသေဆုံးခဲ့ကြောင်းနှစ်ဖက်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဂျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။